မေလ31ရက်နေ့မှာကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာပွင့်ပြူမဲဆန္ဒနယ်ကဦးထွန်းထွန်းကမကွေးတိုင်းဒေသကြီးအတွင်းရေနံလက်ရက်တွင်းလုပ်ငန်းရှင်တွေဒေသဖွံ့ဖြိုးရေးအတွက်ထည့်ဝင်ခဲ့တဲ့ငွေကျပ်1.8ဘီလီယံခန့်ကိုအစိုးရအဖွဲ့အစ်တို့လွှဲမလွှဲမေးမြန်းခဲ့ပါတယ်ဒါအပြင်လွှဲခဲ့ပါကဘယ်ဒီတာဖွံ့ဖြိုးရေးလုပ်ငန်းအမျိုးအစားတွေမှာလုံခြုံနေဆိုတာကိုသိရှိလိုတယ်လို့လည်းမေးမြန်းခဲ့ပါတယ် ဒီမေကုန်းကိုလျှက်စနစ်စွမ်းရည်ဝင်ကြီးဦးဖေစင်ထွန်းကရေနံလက်ရက်တွင်လုပ်ငန်းရှင်တွေဒေတာဖွံ့ဖြိုးရေးအတွက်ငွေကျပ်1.8ဘီလီယံလောက်ရန်ပုံငွေထည့်ဝင်ခဲ့တာကိုသိရှိခဲ့ပေမဲ့ဘလို့သုံးဆွဲခဲ့တယ်ဆိုတာကိုအခုချိန်ထိမသိရှိရသေးဘူးလို့ဖြေကြားခဲ့ပါတယ်ဒါကြောင့်အသေးစိတ်ခိုင်လုံတဲ့အချက်လက်တွေရရှိရေးဆက်လက်စုံစမ်းနေပြီးတော့2011ခုနှစ်မှ2015ခုနှစ်အထိလုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်းမှာတစုံတရာဖော်ပြထားခြင်းမရှိဘူးလို့အခုလိုဖြေကြားခဲ့ပါဗျာ။ဝိနည်းကြေညာရေးအစိုးရအဖွဲ့နဲ့ တခင်တိုင်းဒေသကြီးဆွတ်ခွေလုံငန်းတာဝန်များကို2016ခုနှစ်မလ30ရက်နေ့တွင်လွှဲပြောင်းလက်ခံခဲ့ပြီးဆွေရခွက်တည်လုံငန်းတာဝန်များကိုစတင်ထမ်းဆောင်ခဲ့ပါတယ်။ဆိုရှင်မင်းမင်းတို့ရေနံလေးတွင်လုံငန်းရှင်များမှာဒေသပုံတွေအတွက်ထောက်ဝင်ခဲ့သည့်ငွေချက်1.8ဘီလီယံခန့်နှင့်ပတ်သက်၍ရေနံလေးတွင်လုံငန်းရှင်များမှာဒေသပုံတွေအတွက်ရန်ပုံငွေထောက်ဝင်ခဲ့မှုရှိသည်သိရှိရပါကြောင်းရခင်ဆွေရခွက်အနေဖြင့် ရံပုံငွေမိမရရှိပြီမိကဲ့သို့သုံးဆွဲခဲ့တယ်ယခုချိန်ဒီမသိရှိရတဲ့ပါကြောင်းအသေးစိတ်ခိုင်သောချက်လက်များရှိဆက်လက်ဆုံးလန်းဆောင်ရဲရှိပါကြောင်းယခင်မခွေးတိုင်းကြာရေးဆိုအပ်ပေ2017ခုနှစ်မှာ2015ခုနှစ်ထိလုံလောက်စွာကြမှတ်တမ်းတွေအစုံတရာဖော်ပြထားခြင်းမရှိပါတော့ဘူးအဆိုပါရင်းနှံတဲ့ပြည်လုံးရှင်များမှာဒေသပုံရိပ်တွေရံပုံငွေထွက်ဝင်ခဲ့သည့်ငွေချင်းနဲ့စင်းကြတို့ တွဲရခြင်းရှင်ပါတဲ့အဆိုပါဖြုတ်ရင်လည်းပတ်တည်းမိတိဒေတာပုံပြီးလုံးလုံးများဆောပေးနိုင်လို့ထုတ်ပါတော့ဖြေကြပါသည်ဒါပြင် ရေနံလက်ရက်တွင်လုပ်ငန်းရှင်တွေကရံမုံငွေထည့်ဝင်ခဲ့တဲ့ငွေကြေးနဲ့စီရင်စရာတွေကိုလွှဲပြောင်းခဲ့ခြင်းမရှိတာကြောင့်ဒီထည့်ဝင်ငွေတွေနဲ့ပတ်သက်ပြီးဘယ်ဒေတာဖွံ့ဖြိုးရေးလုပ်ငန်းကိုမှဆောင်ရွက်ပေးနိုင်မှာမဟုတ်ဘူးလို့လည်းပြန်လည်ဖြေကြားခဲ့ပါတယ်